တင်ချဆရာမတွေနဲ့ပတ်သက်ပြီးစော်ကားပြောဆိုနေတဲ့ဆယ်လီမေကိုမခံမြင်နိုင်ဖြစ်ကခြေချပြောဆိုလာခဲ့တဲ့ဆရာမရေပွဲပရိသတ်များအလုံးမဲမင်္ဂလာပါမာရပန် page ကနေကြေဆွလိုက်ပါတယ်ဆရာရီဆိုတာအနန္တဂိုင်းဝင်ကျေးဇူးရှင်နေဖြစ်ငယ်စဉ်ကလေးဘွားတွေကလူကြီးသူမတွေနဲ့စာပေတွေထဲမှာဆုံးမပြောဆိုထားတတ်ကြတာပါ ဆရာဆိုရာယရနာသုံးပါအပါဝင်မိဘနဲ့တကိုင်းနဲ့ထားရတဲ့ဂျေဆုရှင်တွေဖြစ်တာကြောင့်မပြတ်မမစော်ကားကြဖို့လဲစုဆုံးမထားကြပါတယ်ဒီလိုစုဆုံးမစကားတွေကြောင့်ចောင်းသားလူငယ်တွေအနေနဲ့ဆရာဆရာမတွေကိုတလေးတဆဆက်ဆန့်တက်ချပေးမယ်တခါတလေမှာတော့ဆရာမပြီးသားတဲ့ဆရာတွေကြောင့်ចောင်းသားတွေမှာစိတ်တမ်းရရခဲ့တာတွေလည်းရှိတတ်ကြပါတယ် အရင်ကတော့ဒီလိုစိတ်တန်ရာတွေရှိခဲ့ရင်တော့ဆရာကမပြတ်မမစော်ခိုင်းရဘူးဆိုတဲ့ဆုံးမစကားကြောင့်တုတ်ပြန်တော်မျိုးရှိခဲ့ပေမဲ့အခုနောက်ပိုင်းမှာတော့လူငယ်တချို့ကဆရာရဲ့အပေါ်မကြံတဲ့ဓာရီကိုအွန်လိုင်းပေါ်ကနေထုတ်ဖော်ပြောလာတတ်တာဖြစ်ပါတယ်။အခုလက်တလုံးမှာဆိုရင်လည်းအွန်လိုင်းဆယ်လီတယောက်ဖြစ်တဲ့မေဆိုတဲ့အမျိုးသမီးကဆရာမပီသားတဲ့ဆရာရဲ့အကြောင်းထိထိမိမိထုတ်ပြောလာခဲ့တာပါ။မေဟာရုရှားမှာနေထိုင်တဲ့မျိုးသမီးတူဖြစ်ပြီးကိုရိုင်းလည်းဆရာမတယောက်ဖြစ်သူဖြစ်ပါတယ်။ မိကောင်အွန်လိုင်းတတော်ကနေအင်္ဂလိပ်ဘာသာစကားကိုသင်ကြားပေးနေတဲ့ဆရာမဖြစ်ပြီးစာသင်တဲ့အခါသင်ချာဆရာမတွေရဲ့မကောင်းကြောင်းကိုထည့်ပြောတတ်တာပေါ့အင်္ဂလိပ်လိုဆင်းရဲတိုင်းထွားတဲ့စကားလုံးတွေအပြစ်တင်တဲ့စကားတွေနဲ့ကြမ်းတမ်းစော်ကားတဲ့စကားတွေကိုသင်ပြပေးရမယ်ဆိုရင်သင်ချာဆရာမကိုသာဥပမာထားသင်ပေးတတ်တာဖြစ်ပါတယ် ဥပမာတင်ချဆရာမကိုဆေးရည်တိုင်းထားတော့မယ်ဆိုရင်ဒီလိုအင်္ဂလိပ် စကားလုံးမျိုးနဲ့ဆဲလို့ရတယ်ဆိုပြီးသင်ပြလိမ့်ရှိတာပါမိကဒီလိုသင်ကြားပြောဆိုရတာကဆရာမပီတဲ့ဆရာတွေကိုထိမိအောင်ပြောဆိုခြင်းလို့ဖြစ်တယ်လို့သူငယ်စဉ်ဘဝကသင်ကြားခဲ့ရတဲ့သင်ချဆရာမတယောက်ကြောင့်လည်းဖြစ်ပါတယ် မေရဲ့ငယ်ဘဝအတင်းချဆီယမကမိကိုခွဲခြားဆက်ဆံပြီးနှိမ်ခဲ့သလိုအတန်းရှိမှဆရာမပီသားစွာအရှက်ခွဲခဲ့တာတွေလည်းရှိခဲ့ပါတယ်။ဒါကြောင့်မေကကလေးဘဝမှာစိတ်တန်ရာတွေအများကြီးရခဲ့ပြီးတင်းချဆီယမလိုဆရာမပီသားတဲ့ဆရာတွေအပေါင်းအညှိုးတိတ်တွေရှိနေခဲ့တာပေါ့။ဒီလိုခွဲခြားဆက်ဆံမှုတွေနှိမ်ချအရှက်ခွဲမှုတွေကမြမပညာရေးမှာခက်ဆက်ဆက်ရှိခဲ့ပူပြီးအခုထထိတိုင်လေကလေးတို့ကြုံတွေ့နေရဆဲပဲဖြစ်ပါတယ်။ ါကြောင့်မေကဒီလိုဆရာဆရာမမျိုးတွေကိုပောက်ပြောင်စေဖို့ဆရာမပီတဲ့ဆရာတိုင်းအရှက်ရစေဖို့အခုလိုသူ့ရဲ့တက်တော့အကောင့်ကနေတင်ချဆရာမတွေအကြောင်းအမိပြုတ်ပြီးဆရာမပီတဲ့သူတွေကိုထိထိမိမိ blame နေကြတာပဲဖြစ်ပါတယ်ဒီလိုတွေပြောဆိုနေတာကြပြီဖြစ်ပေမဲ့အခုနောက်ပိုင်းမှာတော့မေရဲ့ video တွေကရေပဝဲဆိုတဲ့အကောင့်ပိုင်ရှင်ဆရာမတို့အကြောင်းပို့ပြီးနာမည်ကြီးလူပြောများလာခဲ့ပါတယ် ဆီယမ်မရေပဝဲကမိကိုဆီယာရီကိုစော်ကားတယ်ဆိုပြီးသူ့ရဲ့အကောင့်ကနေထုတ်ပြန်ပြောဆိုလာခဲ့တာပါမိပြောတဲ့အတင်းချဆီယမ်မတော့မဟုတ်ပေမဲ့ဆီယမ်မရေပဝဲအနေနဲ့ဆီယမ်မဒုကြီးကိုစားဆီယာရီကိုရိုင်းဆိုင်ဆိုင်မပြောဖို့ဆုံးမလာခဲ့တာပါ ဒါပေမဲ့မေးအတွက်လည်းကြုံခဲ့ရတဲ့ဆရာတွေနဲ့ဆရာမပီသားသူတွေကတော့ပြောတာမလို့ဆရာမရေပွဲကိုဝင်မပါဖို့ပြန်ခြေပခဲ့ပြီး online ပေါ်မှာပွဲတွေဖြစ်နေကြရတာပါမေဟာခက်လွန်ငယ်တယောက်ဖြစ်တဲ့ပြင်ဆရာမရေပွဲထက်အမြင်ကျတဲ့သူတယောက်ဖြစ်တာကြောင့်ကလေးဘွားကဆရာတွေနဲ့ပတ်သက်လို့ trauma ရခဲ့တဲ့သူတွေကတော့မေဘက်ကနေရက်တိပေးနေကြတာပါဆရာဆိုတာတပည့်တွေပေါ်ဆရာချင်းဝတ်နဲ့အညီတင်ကြားပြသပြီးရင်းဝဲသားလို့ဆုံးမသင့်တယ်ဆိုပေမဲ့တချို့ဆရာတွေကတော့အကြောင်းသားတပည့်တွေပေါ်ဆရာမဆန်တဲ့လုပ်ရက်တွေကိုလုပ်ခဲ့ကြတာပါ ။ကျောင်းသားချင်းချင်းခွဲခြားဆက်ဆံတာဆုံးမသလိုလိုနဲ့နှိမ်တာမျိုးတွေ အသားရောင်ဘာသာရေးစီးပွားရေးခွဲခြားတာစသဖြင့်ဆရာမပီတောင်းတဲ့လုံရက်တွေကိုကျွလွန်ကြတဲ့ဆရာတွေကြောင့်ចောင်းသားတချို့ကငယ်ဘဝမှာစိတ်တန့်ရရနဲ့ကြုံပြီးကြီးပြင်းခဲ့ရတာပဲဖြစ်ပါတယ်။ဒါကြောင့်တချို့ចောင်းသားတွေကလည်းမခံမရနိုင်ပြန်ပြောတာတွေရှင်းလာခဲ့တာဖြစ်ပြီးဆယ်လီမေဘက်ကသာရက်တိပြောဆိုနေကြတာပေါ့။တချို့ကလည်းဆရာမရေပွဲပြောတာမှမှကြောင်းထောက်ခံပေးနေကြပါတယ်။လက်ရှိမှာတော့ online TikTok တခွင်မှာမေနဲ့ဆရာမရေပွဲတို့ရဲ့ပွဲကလူစိတ်ဝင်စားမှုမြင့်တက်နေပြီးလူပြောများစရာခရက်တစ်ခုဖြစ်နေကြတာပေါ့။ပရိသတ်တို့အနေနဲ့ရောမေနဲ့ဆရာမရေပွဲ ဝဲတို့ရဲ့ကြရပေါ်မြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်အားလုံးကကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ